ဖိတ်ရုပ်ရှင်ထုတ်လုပ်ရင်းနဲ့ကင်းရုပ်ရှင်ဇဂါယီဘုရားနဲ့အားလုံးကအလူငွေချက်သိမ့်ကြတတိကိုဒီစေတနာတရာတရားဖြစ်တဲ့လို့ဇမ္မာကင်းရုပ်ရှင်အဲယုံတင်တဲ့ရက်မှာလူမှတ်တရဖြစ်သွားတယ်ပေါ့နော်28ရက်နေ့မှာယုံတင်တဲ့လူငလင်းကြီးကြီးလှုပ်တဲ့အခါမှာသူတို့ကဒီငလင်းဘေးသင့်ပြည်သူလူထုအတွက်ကိုဟိုဒီရုပ်ရှင်အစည်းအဝေးလာပြီးတော့ဟိုပင်မအလှူငွေဆိုပြီးတော့မှတင်းတရလာလှူတဲ့အခမ်းအနားလေးအကိုလည်းတက်လိုက်ရတယ်ပေါ့နော် ကာလဒေတာအလှပေါ့နော်အဲ့လိုကာလဒေတာအလှလေးကိုလှကြမယ်ဆိုပြီးတော့အဲ့ဒါဒါလှလှတာဒီလိုနဲ့အောင်ခိတ်ရွှေရှင်ဆုလို့ရင်းနဲ့ကင်းရွှေရှင်စကားကြီး ဘုရားနဲ့အားလုံးကအတူတူချက်သိမ့်ကြပြီဒီကိုတဲ့စေတနာတဲ့တရားတရားဆက်တတ်လို့ဇမ္မာကြီးတဲ့အာရုဒ္ဓအလိုရောတက်တိုက်ဆက်ဆိုင်ပါတော့မြေချိုးတွေမြေချိုးမြေလေးနဲ့အတူတူဒီကလေးလေးကလေးကားရောက်ရဲ့မြေမြင့်ဖို့ရဲ့အဲ့လိုပေါ့စူစစီလေးနဲ့ဂျိုးဆက်စားလေးရိုက်ထားတဲ့ကားလေးကင်းရုပ်ရှင်ကားလေးယုံတင်တယ်အယုံတင်တဲ့နေ့ပါပဲထူးထူးခြားခြားအဲ့လိုပေါ့နော်တဘာဝဖေးအမြင်ကြီးဖြစ်လာတယ်ဆိုတော့အဲ့တော့ဒီယုံတင်လို့ ေါ့နော်ကြည်တယ်လူတွေလည်းဆက်ကြည်တယ်ပေါ့မကြည်နိုင်လည်းမကြည်တယ်လူတွေလည်းမကြည်ကြတော့ဘူးပေါ့နော်ဒီလိုအတရင်ကြီးဖြစ်သွားရဲဆိုတော့အဲ့လိုဖြစ်လာတဲ့ခါကျတော့ကုမ္ပဏီကဘာပဲဖြစ်ဖြစ်အခုလိုအချိန်မှာတော့အချိန်အချိန်တဲ့ဟိုကာလဒေတာအလှပေါ့နော်အဲ့လိုကာလဒေတာအလှလေးကိုလှူကြမယ်ဆိုပြီးတော့အဲ့ဒါဒါလှလှူတာဒီနေ့တော့မြန်မာနိုင်ငံရွှေရှင်စီအိုမှာကိုဟာစီစီစီဝီရှိလို့လာတာပေါ့နော်စီဝီလိုင်းထဲမှာဒီ ကင်းဖွဲ့ရပေါ့နော်ကင်းရုပ်ရှင်ဖွဲ့ရဒီဒီအောင်ဟိတ်ထုတ်လို့ရရနေပြီးတော့မှဒါမခင်တီတာကြီးလို့ပေါ့နော်အောင်ခင်မင်းနဲ့အောင်ဟိတ်နဲ့ကုမ္ပဏီအတူတူပါပဲပေါ့နော်ဒါကုမ္ပဏီခွဲပေါ့အောင်ဟိတ်ကနေပြီးတော့မှဒီကင်းရုပ်ရှင်အဲယုံတင်တဲ့ရက်မှာသူအမှတ်တရဖြစ်သွားတယ်ပေါ့နော်28ရက်နေ့မှာယုံတင်တယ်လူငလင်းကြီးကြီးလှုပ်တဲ့အခါမှာသူတို့ကဒီငလင်းဘေးသင့်ပြည်သူလူထုအတွက်ကိုဟို ဒီရုပ်ရှင်အစည်းအဝေးလာပြီးတော့ဟိုပင်မအလှငွေဆိုပြီးတော့မသိန်းတရာလာလှူတဲ့အခမ်းအနားလေးကိုလည်းတက်လိုက်ရတယ်ပေါ့နော်အဲအဲ့တော့ကိုကအင်မတန်မှဝမ်းသာချင်လို့ PD PD ဖြစ်ရတယ်အင်မတန်မှလည်းကျေနပ်ရတယ်အဲကိုကိုနဲ့ကလည်းဒီဒီမနဲ့ပဲခံနေဝင်လို့ရှိမှအဲ့လိုအရင်ဗီတန်တဲ့ပြည်သူတွေအတွက်ပေါ့နော်ဟိုတက်နိုင်တဲ့ဘက်ကဟိုအထောက်အကူဖြစ်အောင်လို့ဆိုပြီးတော့ကိုလည်းသိန်းတရာလှူလိုက်ပါတယ်အဲ့တော့ဟိုဘလို့ဖြစ်ဖြစ်ဒီဖြစ်လာတဲ့ကအခြေအနေဒီပေါ်မှာ အခုလူရှိတဲ့ငွေလေးတွေဖဲ့ပြီးလှူရတယ်ဆိုတာလေဒါကုသတမျိုးပါပဲအဲတကယ်လေပြည်သူတွေကတကယ်ကိုအတိဒုက္ခရောက်ကြရတာကိုအခုလူ online ပေါ်မှာတွေ့နေရတယ်ဟိုတွေ့ရတာကတနည်းတမျိုးမယိုးရအောင်ကိုဒုက္ခဒုက္ခအကြီးကျယ်ဖြစ်ကြတာကိုတွေ့ရတဲ့ခါမှာတကယ်ဝမ်းနဲ့ကြည်ကွေးရတယ်တကယ်မှယိုးမရဖြစ်ရတယ်ဖြစ်မှဖြစ်ရလေပေါ့သင်္ခါရသဘောတရားတွေကိုလည်းတွေ့ရတယ်ပေါ့နော်အဲ့အတွက်အင်တန်မှာအဲအလှူငွေတွေစုပြီးလှူရတဲ့ဝမ်းသာကြည်မှုဖြစ်ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့